လူသားတွေရဲ့သမိုင်းဟာစစ်ပွဲတွေနဲ့ပြည့်နေနေပါတယ်။နီးပညာတွေနိုင်ငံရေးပြိုင်ဆိုင်မှုတွေတဘာဝအရင်းမြစ်တွေဗရိပက္ခတွေကြောင့်အနာဂတ်မှာရောစစ်ပွဲတွေဖြစ်နိုင်လား။ကျွန်တော်တို့လူသားသမိုင်းမှာကမ္ဘာစစ်ကြီးနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။လူသားတန်ပေါင်းများစွာလည်းတည်ဆုံခဲ့ရပါတယ်။အမှုမြုံဘုံတွေရဲ့ချင်းချမှုဟာလည်းကမ္ဘာကြီးကိုတစ်စီချိုပြောင်းလဲစေခဲ့ပါတယ်။ဒါဆိုအနာဂတ်မှာစစ်ပွဲတွေဘာကြောင့်ဖြစ်နိုင်တယ်လဲ။ဤပညာ AI နဲ့ drone တိုက်ပွဲတွေ cyber war တွေကပိုပြီးကြောက်စရာကောင်း ပြောင်းလဲလာနေပါတယ်။အထူးသဖြင့် cyber war တွေကမမြင်ရဘဲခံမှန်းလို့မရတဲ့ဘေးအန္တရာယ်တွေကို ဖြစ်လာစေနိုင်ပါတယ်။နိုင်ငံတကာပြည်ပခါတွေအမေရိကန်တရုတ်ရုရှားနဲ့နေဒိုတပ်ဖွဲ့တွေကြားတင်းမာမှုတွေကကမ္ဘာမြေပုံကိုပြောင်းလဲသွားစေနိုင်ပါတယ်။ဒီလိုပြည်ပခါတွေနဲ့နီးပညာပြိုင်ဆိုင်မှုတွေကစစ်ပွဲကြီးတစ်ခုစီဥတည်နိုင်သလားဆိုတာတော့အတိအကျမပြောနိုင်ပါဘူး။ ။ဒါပေမဲ့ဤပညာနဲ့နိုင်ငံရေးရှုထောင့်တွေကကြည့်မယ်ဆိုရင်စိုးရိမ်စရာတွေပိုများလာပါတယ်။ပြောရမယ်ဆိုအနာဂတ်မှာစစ်ပွဲတွေထပ်ဖြစ်နိုင်မလားဆိုတာကတော့အတိအကျမပြောနိုင်ပါဘူး။လူတဘာဝရဲ့အတ္တလောဘအာနာယုတ္တမှုတွေမုံဒီမှုတွေရှိနေတဲ့ရွေးတော့စစ်ပွဲတွေဟာဖြစ်ပေါ်နေဦးမှာပါပဲ။